တန်ဖိုးရှိတဲ့ဓမ္မစကားတရားစကားတစ်ခုကိုဓမ္မဒါနာပြုမြဝေပြောပြပေးပါမယ်။ဦးဇင်းတို့မြတ်စွာဘုရားကအာရောကြပရမလာပါတဲ့။ဒါမြတ်စွာဘုရားဟောကြားထားတာပါ။အာရောကြပရမလာပါလူများပြောနေကြတဲ့အတိုင်းဆိုလို့ရှိရင်တော့အာရောကြံပရမန်လာပံပေါ့ဒါပေမဲ့ ပါဠိတော်မှာစပေမှာကတော့အာရောက်ချာပရမလာပါတဲ့သူရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့လက်တကလက်ထဲမှာအနာကင်းခြင်းဆိုတဲ့လက်ကတာလွန်တယ်လို့ဒီလိုပြောတာဖြစ်ပါတယ်အတာလွန်ဆုံးအမျက်ဆုံးမို့လက်တကလက်ဆိုတော့ဒါတခြားမဟုတ်ဘူးလက်လာပါဦးဇင်းတို့ဓမ္မကြည့်ခင်သူတော်ဇင်မြာနေ့စဉ်နေ့မြတ် ဒါရွှေငွေဥစ္စာတွေရရှိဖို့အတွက်ရှာဖွေကြတယ်ပေါ့အဲ့ဒီရှာဖွေလို့ရရှိတဲ့ရွှေငွေဥစ္စာတွေကိုပဲဒါလက်လာပါလို့ဒီလိုခေါ်တာဖြစ်ပါတယ်အဲ့တော့ရစီရလက်လာပါတွေများစွာ ရှိတဲ့အထဲမှာအာရောက်ကြပရမလာပါတဲ့အနာကင်းခြင်းဆိုတဲ့လက်ကယောဂကင်းခြင်းဆိုတဲ့ဒီလက်လာပါကအတလွန်ဆုံး အမောမျက်ဆုံးဖြစ်တယ်ဟုတ်တာဗောတောင်းစင်းတို့ထေချာလေးစဉ်းစားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ကုမဘလောက်ပဲလက်လက်ပါတီနဲ့ပြည့်စုံနေပါစေဝတ်เสียစားเสียနေเสียအပြည့်စုံ ဖြစ်နေပါစေလူတယောက်ဟာမကြမ်းမာဘူးယောဂတွေနှိမ့်ဆက်ပြီးတော့နေတယ်ဆိုရင် မိမိရရှိထားတဲ့မိမိပိုင်ဆိုင်ထားတဲ့ဒါလက်လက်ပါပစ္စည်းတွေဟာဒါအလကားပဲဒီလိုဖြစ်တာပေါ့နောက်စီးပွားဥစ္စာတွေကိုလက်လက်ပါတွေကိုနိမနာညံ့မအားရှာဖွေနေကြတဲ့သူတွေကြည့်လိုက်ပေါ့ကျမ်းမာမှာအနာယောဂကင်းနေမှာဒီစာဝတ်နေရေးအတွက်လက်လက်ပါတွေစီးပွားဥစ္စာတွေကိုရှာဖွေနိုင်တာဖြစ်တယ် မကြမ်းမာဘူးအနာရောဂါတွေနှိမ့်ဆက်ပြီးတော့နေတယ်ဆိုရင်စီးပွားဥစ္စာလှုပ်လို့မရဘူးရှာပွေလို့မရဘူးမရှာပွေနိုင်ဘူးပေါ့အဲ့တော့ဓာတ်တွေကိုကြည့်တော့အပြစ်တာကြမ်းမာခြင်းကအနာရောဂါကင်းခြင်းကဒါကြီးမားတဲ့အကောင်းဆုံးဖြစ်တဲ့အမျက်ဆုံးဖြစ်တဲ့အတာလွန်ဆုံးဖြစ်တဲ့လက်လာပါတစ်ခု ဖြစ်တယ် အတောဥစဉ်တို့ဓမ္မချစ်ခင်သူတော်ရှင်များဒါသိချာလေးမှတ်သားပြီးတော့ဒါတတိထာအတိတရားနဲ့တတိထာရမယ်ပေါ့နံပါတ်1ဘာဖြစ်အောင်လုပ်ရမလဲဆိုရင်ကျမ်းမာရေးကောင်းအောင်အနာရောဂါကင်းအောင်လုပ်ရမယ်ပေါ့အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်တဲ့ဘူတုဒ္ဒရာရှိဖို့လိုတယ်ကျမ်းမာရေးနဲ့ညီညွတ်အောင် နေထိုင်တတ်ဖို့ဝတ်စားတတ်ဖို့စားတောက်တတ်ဖို့စားတောက်တွေစားတောက်တဲ့နေရာမှာလည်းပဲဒါစားတောက်တတ်ဖို့လိုတယ်ပေါ့ဒီကနေ့ခေတ်ကတော့ဒါကျမ်းမာရေးနဲ့မညီညွတ်တာတွေကများတယ်ပေါ့တိုးတော်လည်းပဲကိုကအတတ်နိုင်ဆုံးကျမ်းမာရေးနဲ့ညီညွတ်အောင် နေထိုင်မယ်စားတောက်မယ်ဝတ်စားဆင်ရင်မယ်ဆိုလို့ရှိရင်ဒါအထိုက်လျောက်ဒါကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဒါ ရတဲ့ရထိုက်တဲ့လက်လာပါကိုတော့ရမယ်ပေါ့တချို့ကတော့ပြောကြမှာပေါ့ဒီကနေ့ခေတ်ကလည်းကျမ်းမာရေးနဲ့ညီညွတ်အောင်နေလို့မလွယ်တဲ့ခေတ်ပါဗျာအစာတောက်တွေအနေထိုင်တွေပုံစံတွေကကျမ်းမာရေးနဲ့ဘယ်လိုမှမညီညွတ်ဘူးပေါ့ဟုတ်ပါတယ်မှန်ပါတယ်တိုးတော်လည်းပဲအဲ့ဒီအထဲမှာမှာကိုကတော့ဒါအကောင်းဆုံးဖြစ်အောင်တော့ကြိုးစားပြီးတော့ဒါနေထိုင်ရမယ်ပေါ့ အဲ့တော့ဒါကလည်းပဲဘူတုတ္တရှိမှကျမ်းမာရေးနဲ့ပတ်သက်တဲ့ဘူတုတ္တနဲ့ပြည့်စုံပြီးတော့နေမှလည်းပဲဒါကိုကိုကိုကျမ်းမာအောင်အနာယောဂကင်းအောင်ဒါနေတတ်ထိုင်တတ်မယ်ပေါ့အနာယောဂကင်းကျမ်းမာတဲ့အခါကျတော့ကိုစားခြင်းနဲ့လည်းဒါစားလို့ရမယ်။သွားခြင်းနဲ့နေရာလည်းပဲသွားလို့အဆင်ပြေမယ်။စီးပွားဥစ္စာကိုလည်းပဲဒါရှာဖွေနိုင်မယ်ပေါ့။အနာယောဂဖြစ်ပြီး တချို့ဆိုရင်ဒါအသက်ကြီးမှအနာရောဂါဖြစ်တယ်လို့ထင်ရင်ထင်မယ်ပေါ့တကယ်တော့အနာရောဂါဆိုတာဟာမဆင်ကျင်လို့ရှိရင်ငငယ်ရွယ်ရွယ်နဲ့လည်းပဲဖြစ်တာပါပဲမိမိရဲ့အတိတ်ကံကြောင့်မကောင်းလို့ရှိရင်လည်းဒါမွေးလာတဲ့ကအနာရောဂါပါလာတာတွေလည်းရှိတယ်ပေါ့အဲ့ဒါကတော့ထားပေါ့အဲ့တော့ကြီးမှကိုယ့်ရဲ့ဇမယင်းနဲ့ပတ်သက်တဲ့ဘူတုတ္တမရှိမှုကြောင့်ဇမယင်းမလိုက်စားခြင်းအတွက်ကြောင့်ဒါဖြစ်လာတဲ့ အနာယောဂမျိုးကတော့ဒါမကောင်းဘူးပေါ့မဖြစ်သင့်ဘူးပေါ့အဲ့တော့အဲ့ဒီလိုမျိုး မဖြစ်ရအောင်မိမိကကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်တဲ့ဘုသူတ္တတွေပြည့်စုံပြီးတော့ဒါကျမ်းမာအောင်နေတတ်ထိုင်တတ်စတတ်အောက်တတ်မယ်ဆိုလို့ရှိရင်ဒါအနာယောဂကင်းပြီးတော့ကျမ်းမာကြမှာဖြစ်တယ်ပေါ့အဲ့ဒီလိုအနာယောဂကင်းကျမ်းမာမှလည်းပဲလူမှုရေးစီဝါရေးပညာရေးဓာတ်တွေကို ဥစဉ်တို့ဓမ္မကြည့်ကင်သူတော်စင်များလုံနိုင်ကြမှာဖြစ်တယ်ဟုတ်။ဒါကြောင့်အတိတရားနဲ့တတိထာရမှာကနံပါတ်1ကျမ်းမာဖို့အရေးကြီးတယ်။အနာရောဂါကင်းအောင်အတတ်နိုင်ဆုံးနေဖို့အရေးကြီးတယ်။ကျမ်းမာမှအနာရောဂါကင်းမှသာလျှင်ကြံတဲ့လက်လာဘတွေကိုမိမိတို့တွေဟာဒါရရှိအောင်စွမ်းဆောင်နိုင်မှာဖြစ်တယ်ဟုတ်။မကျမ်းမာရင်တော့သွားပြီ။ဘယ်လက်လာဘမှာရရှိအောင်စွမ်းဆောင်ဖို့ဆိုတာမလွယ်ဘူးပေါ့။ အဲမွေးလာကတဲ့ကကိုကချမ်းသာကြွယ်ဝတဲ့မိဘဘိုက်ထဲမှာဝင်စားလို့ပြည့်စုံနေဆိုရင်တော့ကိုကမကြမ်းမဘူးဆိုရင်အဲ့ဒီပြည့်စုံမှုချမ်းသာမှုကြွယ်ဝမှုဟာဒါအလကားပဲပေါ့ဟိုဟာမတည့်ရတာနဲ့ဟိုဟာစားလို့မရတာနဲ့ဒီဟာတောက်လို့မရတာနဲ့သွားခြင်းနဲ့နေရာသွားလို့မရတာနဲ့ကိုပိုင်ဆိုင်နဲ့ကိုရရှိတဲ့စီးပွားကိုဥစ္စာကိုကိုက မခံစားရဘူးပေါ့အပြည့်အဝဒါမကြမ်းပါတဲ့အတွက်ကြောင့်ဖြစ်ရတာ အဲ့တော့မြတ်စွာဘုရားဟောကြားတဲ့ကျမ်းမာခြင်းအနာကင်းခြင်းအာရောက်ကြပရမလာပါကျမ်းမာခြင်းအနာကင်းခြင်းဟာဒါအတာလွန်ဆုံးလက်တကလက်ထဲမှာအတာလွန်ဆုံးလက်ဖြစ်တယ်လက်လာပါဖြစ်တယ်ဆိုတာကိုတတိယနဲ့သတိထားပြီးတော့ဒါဥစဉ်တို့ဓမ္မချစ်ခင်သူတော်စင်များကြိုးစားဖို့လိုတယ်ပေါ့ကျမ်းမာအောင်ဥစဉ်တို့တရားလို့ကိုအာထုတ်တဲ့နေရာမှာလည်းပဲဒါတရား ရနိုင်တဲ့အကြောင်းရင်းမှာကျမ်းမာခြင်းဆိုတာပါတယ်ပေါ့မကျမ်းမာရင်တရားရဖို့ခက်ခဲတယ်ပေါ့ဒါကြောင့်ကျမ်းမာတဲ့အခါမှာတရားဓမ္မတွေကိုလည်းပဲဒါလွယ်လွယ်ကူကူနဲ့အားထုတ်နိုင်မယ်တရားရအောင်အားထုတ်နိုင်မယ်ပေါ့မကျမ်းမာလို့ရှိရင်တရားရဖို့ဒါခက်ခဲတယ်မရနိုင်ဘူးပေါ့ဒါကိုလည်းပဲသတိထားရမှာဖြစ်ပါတယ်အဲ့တော့လောကီရေကိစ္စမှာပဲဖြစ်ဖြစ်ကုသိုလ်ရေလောကုတ္တရာရေကိစ္စဒီမှာပဲဖြစ်ဖြစ်ပေါ့ ဒါမိမိကကြမ်းမာမှအနာရောဂါကင်းပြီးတော့နေမှဒီလောကီရေလောကုတ္တရာရေတွေကို ပြုလို့ဆောင်ရွက်နိုင်မှာဖြစ်တယ်ဆိုတာကိုအတိတရားနဲ့သတိထားပြီးတော့မြတ်စွာဘုရားဟောကြားတဲ့ဒီတရားကိုအာရောက်ကြပရမလာပါဆိုတဲ့ဒီတရားကိုဒါနှလုံးသွင်းဆင်ခြင်ပြီးတော့ဒါကြမ်းမာအောင်အနာရောဂါကင်းအောင်နေတိုင်းကြဖို့လိုအပ်ပါတယ်အနာရောဂါကင်းအောင်ကြမ်းမာအောင်ကျမ်းမာရေးနဲ့ပတ်သက်တဲ့ဘူတုဒ္ဒတွေကိုလည်းပဲ ဒါစီဘူးလေးလာပြီးတော့ဘုသူတရှိအောင်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဘုသူတရှိအောင်ဒါကြိုးစားဖို့လဲလိုအပ်ပါတယ်ဒါလေးကိုဦးစင်းကအာလုံးတော်ဓမ္မချီးကင်းသူတော်စင်များလက်တကလက်ထဲမှာလက်လာပါအာလုံးထဲမှာကျမ်းမာခြင်းကနံပါတ်၁ဖြစ်တယ်ကျမ်းမာဖို့အရေးကြီးတယ်ဆိုတာကိုဒါအတိတ်တရားနဲ့တတိထားစေခြင်းလို့အာလုံးကိုကြံ့ကြံ့မာမာရှိစေခြင်းလို့နာယောဂတွေကင်းစေခြင်းလို့ဒါလေးကိုပြောပြ မျှဝေပေးခြင်းဖြစ်ပါတယ်။ကဲအားလုံးသောဓမ္မချစ်ခင်သူတော်စင်များကျမ်းမာရေးဘုသူတ္တများကိုလည်းပဲတူပွားရရှိအောင် စီဘူးလေးလာ လိုက်စားပြီးတော့ကျမ်းမာအောင်လေနေထိုင်နိုင်ကြပါစေ။ကျမ်းမာတဲ့အခါမှာလည်းပဲလောကီရေးရလောကုတ္တရာရေးရအဖျားပြားတို့ကိုလည်းပဲကောင်းမွန်စွာပြုလုပ်အားထုတ်နိုင်ကြပါစေလို့ဦးစင်ကနေပြီးတော့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်။အလုံးကိုစိတ်နှပြအကျမ်းမှာချမ်းသာစွာနဲ့ ာသနာအကျိုးကိုလည်းပဲစတတ်တဘူးတည်ဖို့ဆောင်ရွက်နိုင်ကြကုန်သောတရားသိမြင်မျက်နှာပံတို့ဝင်ရောက်နိုင်ကြကုန်သည့်တာသနာပြုသူတော်ကောင်းသူမြတ်လောင်းများဖြစ်နိုင်ကြပါစေ။